ဖျားပြန်ဦးအောင်ရှိန်နှင့်ရခဖရင်ငထေရှင်ညောင်ဦးမျိုးကနေထွက်ခဲ့ပြီးကြောက်ပန်းတောင်နေပြမင်းအခုဒီမျိုးကနေထွက်ပြေးတော့အခုပဲပြေးတော့กว่าဖြစ်နိုင်ရင်ဒီမျိုးကနေဝေးနိုင်သမျှဝေးအောင်ထွက်တော့กว่าဘာဖြစ်လို့လဲဆရာကြီးရသွားဆိုသွားဆန်းပါกว่าဒီညတစ်ခုခုတော့ဖြစ်မှာအသေးချာပဲကော ေါက်ချိုင်းကကျုပ်ကိုပြူးချောင်ပြီးတော့ကြည်နေကြတယ်ဗျဒီအချိန်ဇေယျပေါ်ကလူတွေရုပ်ရုပ်တဲတဲဖြစ်သွားကြတယ်သူ့တန်တဲ့ကလူတွေလည်းဇေယျကိုပြေးဝိုင်းပြီးကြည်ကြတာပေါ့ဗျာကျုပ်နဲ့ပေါက်ချိုင်းလည်းဇေယျအနာကိုပြေးတက်ခဲ့တာပေါ့ဗျာဇေယျပေါ်မှာတင်ထားတဲ့မသားလောင်းကြီးတစ်လောင်းကငုတ်တုတ်ကြီးထထိုင်နေတယ်ဗျာတရဏဂုံတင်နေတဲ့လူတွေအကုန်လန့်သွားကြတယ်မသားလောင်းကြီးထိုင်လာတော့သူ့အိမ်သားတွေကတအံ့တအောနဲ့ဗျာတည်တဲ့လူရဲ့မိမလို့ယူဆရတဲ့လူကတအံ့တအောနဲ့ဗျာကိုကိုတော့ရှင်မတည်ဘူးနော်ရှင်မတည်ဘူးနော် ြောရင်သူ့ယောက်ျားအနာကိုတိုးကပ်သွားတယ်ဗျလူသေးကောင်းကြီးကတော့ငူငူကြီးထိုင်နေတော့မဲဒါပေမဲ့သူ့မျက်လုံးကြီးတစ်ခုလုံးကသွေးတွေပြည့်နေတယ်လို့နီးရဲနေပြီးတော့ဖောင်းအိနေတာပဲဗျာကျုပ်လည်းဇရက်ပေါ်ကိုခုန်တက်ပြီးတော့မကတ်နဲ့ဒီလူရဲ့ကျုပ်အော်ပြောလိုက်တော့လူတွေအားလုံးဟာကျုပ်ကိုဝိုင်းကြည့်နေကြတဲ့ဗျာဒီအချိန်မှာပဲလူသေးကောင်းကြီးကသူ့အနာထိုင်နေတဲ့သူ့မိမရဲ့လက်ပင်ကိုအတင်းဖက်ကြိုက်တော့တာပဲဗျာရုတ်တရက်ဆိုတော့ဟိုမိမလည်းမရှောင်နိုင်ဘူး ခေလာဗျာလူသေးကောင်ကတက်ခွပြီးတော့ကိုကိုက်ထဲ့လာဗျာသွားရဆိုရင်ခြုံထက်နေပြီးတော့တစ်တုံးသားကြီးတွေအလားမက်ရတယ်အဲ့ဒီမိမလည်းအော်လိုက်တာမှငဲတန်ပါတယ်ဗျာလေဘင်းကသွေးကြောမကြီးပေါက်ထွက်သွားတော့သွေးတွေပန်းထွက်လာတာမြင်မကောင်းဘူးဗျာတကျုပ်လည်းလက်ထဲကတောင်ဝေးတဲ့ဒီလူရဲ့ကြောကုန်းကိုဖုံးကနေရိုက်ထဲလိုက်တယ်ဗျာကျုပ်ရိုက်လိုက်တော့ဒီလူကကြောကော့သွားပြီးအရှိကိုငိုက်ဆိုင်ကြပြီးတော့လဲကြသွားတယ်လူတွေအားလုံးလည်းထိတ်လန့်နေကြပြီဗျာ ခုနကမိမကြီးကိုသူ့အိမ်သားတွေကပြေးဆွဲတယ်ဗျာတွေးတွေအရန်ထွက်နေပြီးအဲ့ဒီမိမဝှက်ထားတဲ့အဝတ်အစားတွေအကုန်လုံးကဆူရွှဲနေပါပြီဗျာအဲ့ဒီမိမကိုယောက်ျားသားနှစ်ယောက်ကဝိုင်းပြီးပွေ့ထားကြတယ်ဒီမိမကြီးကတော့ဇက်ကျိုးနေပြီဗျကျုပ်သွားကြည့်တဲ့အချိန်မှာပဲရုတ်တရက်သူ့မျက်လုံးကြီးကပြူးပြီးတော့ပွင့်လာတယ်နောက်တော့သူ့ကိုပွေ့ထားတဲ့လူရဲ့ခေါင်းကိုဆွဲပြီးတော့အဲ့ဒီလူရဲ့လက်ဘင်းကိုတအားထားခိုက်တော့တာပါပဲဗျာအာငါကိုကြိုက်နေပြီကဲကြပါအောင် ဇေယျပေါ်ကလူတွေအားလုံးပြေးစင်းကုန်ကြတော့တယ်ဗျကျုပ်လည်းဒီမိမကိုတောင်ဝေးနဲ့လွှဲပြီးဘေးကိုရိုက်ထည့်လိုက်တယ်ကျုပ်ရိုက်တဲ့အားကတိတ်မပြင်းပေမဲ့ဒီမိမကိုတောင်ဝေးနဲ့ထိတော့ဒီမိမကလွတ်ထွက်သွားပြီးတော့ဇေယျပေါ်ကနေပြုတ်ကျသွားပါရောဗျဒီအချိန်မှာပဲကျုပ်ပတ်ပတ်လေကအလောင်းကောင်တွေကဖြာလိပ်တွေထဲကနေတိုးထွက်လာကြတယ်ဗျသူတို့တင်မကဘူးဗျတွင်းတူပြီးမြုပ်ထားတဲ့အလောင်းတွေကလည်းမြေချင်းတွေထဲကထွက်လာတယ် တွင်းတူးနေကြတဲ့လူတွေစီကိုလူသေးကောင်းတွေကခုံဝင်ပြီးတော့အတင်းလုံးထွေပြီးကြိုက်ဖြတ်ကြတော့ဒါပါပဲဗျာပြေးဟိပြေးဟာလူတွေဆိုအတန်ပေါင်းစုံအော်ဟစ်ပြီးတူတန်တဲ့ကနေထွက်ပြေးကြတယ်ဗျာတူတန်ထဲမှာငရဲပွက်တလူစူညံနေပါရောဗျာလူသေးကောင်းတွေကကျုပ်ကိုဝိုင်းထားကြတယ်အယောက်20လောက်ရှိတယ်ဗျကျုပ်ကိုရုတ်တရက်တော့ဝင်းမဆွဲရဲကြသေးဘူးဝိုင်းပြီးပဲကြည်နေကြတယ်လူသေးကောင်ကြီးတကောင်ကရေမောရင်နဲ့ မင်းငါတို့ကိုတားနိုင်မှာမဟုတ်ဘူးကွာမင်းလက်နဲ့ချလိုက်စမ်းပါဒါငါကမင်းကိုနောက်ဆုံးအကြိမ်တတိပေးတာနော်မင်းလက်နဲ့ချလိုက်ပြီးတော့ငါနဲ့ပူပေါင်းမယ်ဆိုရင်မင်းအတွက်ငါနေရာကောင်းကောင်းတနေရာစီစဉ်ပေးမယ်လူသေးကောင်တဲကိုဝင်ပြီးပြောနေတဲ့သူကငထေရှင်ဆိုတာကိုကျုပ်သဘောပေါက်လိုက်မိတယ်ဗျလက်စတတ်တော့ခမားကကျုပ်ကိုလာပြီးမြှဆွဲနေတာပဲလက်နဲ့လည်းမချနိုင်ဘူးခမားနဲ့လည်းမပေါင်းနိုင်ဘူးခမားလိုရုပ်မှရက်ဆက်တဲ့အောက်လန်းကောင်နဲ့လက်မတွဲနိုင်ဘူး လူသေးကောင်ကြီးကရေရင်မင်းခြေနေကိုမင်းတိတဲ့နဲ့အောင်ရှိန်ဖះပြန်ဆိုတာဒီအချိန်မှာအားနေသွားပြီးဖះပြန်တွေခင်မရှိတော့ဘူးပြီးတော့ဖះပြန်တွေကလည်းငါ့ကိုဒီအချိန်နေမှာဘလို့မှနိုင်ယူလို့မရတော့ဘူးလူသေးကောင်ကြီးကကြုတ်ကို လက်ညှိုးထိုးပြီးဒါမင်းကိုငါနောက်ဆုံးအချိန်ကမ်းလှမ်းတာမင်းတေချာဆုံးဖြတ်ပါကြုတ်ကမျက်နာကိုမဲ့ရွှဲလိုက်ပြီးတော့အရင်ဆုံးမင်းရဲ့ပါဇက်ကိုပိတ်ထားလိုက်စမ်းကွာ ကျုပ်လည်းညာဘက်လက်ညိုးနဲ့လူသေးကောင်ကြီးကိုထိုးလိုက်တယ်လက်ဆွေရဲ့အစွမ်းကြောင့်ထင်ပါတယ်လူသေးကောင်ကြီးကဝုန်းကနဲပေါက်ကွဲထွက်သွားပြီးတော့သူ့ကိုအင်္ကာစိတ်ပိုင်းတွေကဇရက်ပေါ်မှာပြန့်ကျဲသွားတယ်ဗျတစစီဖြစ်ပြီးတော့အယိုးတခြားအသားတခြားကိုဖြစ်သွားတော့တာပဲဗျာဒါပေမဲ့ခေါင်းပြက်ကြီးကတော့ဇရက်ချမ်းပြင်ပေါ်ကိုပြုတ်ကျသွားတဲ့ဗျာအဲ့ဒီခေါင်းပြက်ကြီးကဟဟပပက်ရေမောပြီးတော့ငါကဒီလောက်ကန့်လန့်နေတာကို မင်းကလက်မခံဘူးဆိုတော့မင်းထိုင်တဲ့မင်းကန်ခံပေတော့ကွာကဲငါတပည့်တို့မင်းတို့အကုန်လုံးလို့ထဖို့အချိန်ရောက်ပြီးဝေတာလီပြည်ကိုဘီလူကြတယ်လို့အခုလဲမင်းတို့တွေအကုန်ပေါက်ကျုပ်လဲခေါင်းပြက်ကြီးကိုလက်ညှိုးထိုးလိုက်တော့ခေါင်းပြက်ကြီးကတစစီပေါက်ကွဲထွက်သွားတော့တယ်ဗျဒီအခါကျုပ်ကိုအနာကလူသေးကောင်းတွေအကုန်လုံးကဝင်လုံးတော့တယ်ဗျလူတီ3-4ယောက်ကကျုပ်ကိုဆွဲချုပ်ပြီးတာနဲ့ကြံတဲ့လူတီကောင်တွေကကျုပ်ကိုအပေါ်ကနေဝိုင်းဖိကြတယ်ဗျကျုပ်လက်တွေချေတွေကို အတင်းကျပ်ဆွဲထားကြတော့ကျုပ်ဖြစ်မယုံလာဘူးပေါ့ဗျာဒါနဲ့ပဲစိတ်ထဲကနေလှုပ်တလို့အကျဲကြီးអော်လိုက်ပြီးတော့យုံလိုက်တယ်ဆိုရင်ပဲဇေယျကြီးထဲမှာဝုန်းကနေပောက်ကွဲတန်ကြီးထွက်ပေါ်လာပြီးတော့ကျုပ်ကိုဖမ်းချုပ်ထားကြတဲ့လူသေးကောင်းတွေရဲ့ကိုယ်တွေဟာအစိမ့်စိမ့်ပိုင်းပိုင်းပြက်ပြီးတော့လွန့်ထွက်ကုန်တာပေါ့ဗျာကျုပ်လည်းတောင်ဝေးကိုအာယူပြီးတော့အတင်းကုန်းယုံထားလိုက်တယ်ဗျာဒီအခါဇေယျအောက်ကလူသေးကောင်းတွေကဇေယျပေါ်ကိုခုန်တက်လာပြန်ရောဗျာကျုပ်လည်းလက်ထဲကတောင်ဝေးနဲ့ဇေယျချမ်းပြင်ကိုစောင့်ချထည့်လိုက်တော့ ဒီလူသေးတွေအလုံးတရင်တရိုင်နဲ့လဲပြူကြပြီးငြိမ့်သက်သွားကြပါရောဗျာဒါနဲ့ကျုပ်စရဲ့အပေါ်ကနေဆင်းခဲ့တယ်ဗျဖះပြန်ရတဲ့ကြီးကကောင်းကင်ကိုမော်ကြည့်နေတဗျာရတဲ့ကြီးဘာရီကြည့်နေတာလဲငထေရှင်ကတော့သူ့အကြံစီတွေစတင်နေပြီဗျာရတဲ့ကြီးကကျုပ်ကိုမကြည့်ပဲနဲ့အေးဖြစ်နိုင်တယ်ကွာနေကိုမော်ကြည့်လိုက်စမ်း ကျုပ်ကြည့်လိုက်တော့နေလုံးကြီးရဲ့ထောင်းကနေအလုံးတစ်လုံးကတဖြည်းဖြည်းချင်းတိုးဝင်လာတယ်ဗျာနောက်တော့ပတ်ဝန်းကျင်တစ်ခုလုံးကတဖြည်းဖြည်းမောင်ကျသွားတယ်ဒါဒါဘာဖြစ်နေတာလဲနေကျက်နေတာကွာဗျာဒီလိုအချိန်ကြီးမှာနေကျက်ရတယ်လေလားနေကျက်တဲ့အချိန်မှာမကောင်းဆိုးဝါးတွေပျော်မြူးတယ်ကွာငါထင်တာတော့ငထေရှင်ကဒီအချိန်ကိုစောင့်နေခဲ့တဲ့ပုံပဲကွာ